မိမာပါဟုတ်ကျွန်တော်ကတော့အဲပြင်ဆင်ထားတာတော့စီကင်းအတွက်ကိုကျွန်တော်တို့ဒီလေးလကြိုပြီးတော့ဗောနော scan သွင်းလေးကျင်ပြီးတော့အခုပြင်ဆင်နေပါတယ်ရှင်ဟုတ်ဟုတ်ကျွန်တော်မှရှိပါတယ်ဘာလို့ဆိုတော့ဒီ product ဆိုတော့ဒီအငယ်ရင်းနဲ့အကြီးရင်းနဲ့ပေါ့နော်ဒီတစ်ခေါက်ကဒီရောဆက်ပြီးတော့ပေါက်ထွက်လာတော့ကျွန်တော်ကျင့်တဲ့အားမှုရှိပါတယ်အဲကျင့်တဲ့အားမှုရရှိပါဘာလို့ဆိုတော့ဒါသမားဒီအစ်စ်တွေကလည်းတို့ရဲ့ဒီရှိတယ်ပေါ့နော်အဲခွန်အားရင်းနဲ့ဒီခွင်းနီမာလည်းပြတ်တာတယ်ပြီးတော့နီးပြားလည်းသူ့ရဲ့နီးစနစ်နဲ့ပေါ့နော်ကန့်ညီတဲ့သူတွေကိုသူရွေးချယ်တာဖြစ်တဲ့ကြောင့်ကျင့်တဲ့အားမှုရှိပါတယ်ဟုတ်အဲတို့နဲ့ကတော့ညီမတို့ဒီရှေးပိုင်းပွဲတွေမှာပြန်ပွဲတွေမှာကစားဖို့ရတဲ့အကြောင်းကိုတို့ရဲ့အားအားနဲ့အားနဲ့ချက်အားသာချက်တို့ညီမတို့ကသိထားတယ်အဲ့ဒါတွေကိုလည်း ညီမတို့ကပေါ့နော်ကြည်ပြီးတော့ဟိုဟာဗနီတာအကောင့်လုပ်ပြင်ဆင်နေပါတယ်ဟုတ်ကဲ့ညီမတို့အခုလက်ရှိဒီဖွဲ့စည်းမှုနဲ့ဆိုလို့ရှိရင်ညီမတို့ရုံတူမှုရှိတယ်ပေါ့နော်ဒါဖြစ်လို့ဆိုဒီနေ့ကြာလဲအကောင့်ဆုံးညီမတို့ကိုညီမတို့နဲ့ကန့်ညီနဲ့ဈာကွက်တွေပြောရှင်နဲ့သူစိတ်ရှိရှင်နဲ့တင်ပေးရလို့ကြောင့်မလို့ဒီ semi final တက်ဖို့အတွက်ကိုညီမတို့အားအားခဲ့တာပါတယ်ဟုတ်ကဲ့ ညီမတို့ကဒီဟိုမြန်မာမင်္ဂလေးဖူဆရာကြတော့လေဖွဲ့စည်းမှုကလည်းအားနေတယ်ပြည်သားကမှပွဲတွေပေါ့နော်ပွဲတွေကြောင့်လည်းအားနေတယ်ကြောင့်မို့သူတို့နဲ့ရှင်လာတဲ့ခါမှာတော့ဟိုအားနေချက်တခုကတော့အများနဲ့ရှိနေပေါ့နော်အဲအဲ့ခါမှာညီမတို့ကလည်းဒီအကောင်းဆုံးအခုဘာလဲပြောဒီတိုးတက်လာတဲ့ဖြစ်တဲ့ကြောင့်မို့လို့ပြီးလီးပြကလည်းအဲသူရဲ့ဒီ news meet တွေနဲ့အတူတူညီမတို့ကလည်းအများကြီးကြောင်းလက်လာတဲ့ကြောင့်မို့လို့သူတို့ကတော့အနိုင်ခံမှုတက်ကိုစဉ်းစားထားပါတယ်ဟုတ်အာညီမတို့ရဲ့အားသာချက်ကတော့ဒီ ိုပြောမလဲဟိုခန်ဆယ်ပိုင်းကနေမှဟိုကောင်တာတက်သွားတာပေါ့နော်ညီမတို့ရဲ့ဒါဟိုအရင်ကတက်သွားလို့ရှင်အမြောက်ညီမတို့အများကြီးကိုတက်လာတယ်အဲဟိုပြောရှင်လဲဟိုတရောင်းနေရဝင်မှာမဟုတ်ဘူးအခုကတင်းဝက်ကပေါ့နော်အရင်ကဟိုညီမတို့ပြောမယ်ဆိုအရင်ကထက်မတူဘဲနဲ့ဆူတုံးလာရတော့ကြောက်လို့ဒါညီမတို့ရဲ့အားသာချက်လို့ပြောလို့ရပါတယ်အဲညီမတို့အကောင်းဆုံးကြိုးစားပါမယ်နော်ဘာလို့လဲဆိုတော့ဒီခုထဲအမ်အင်္ဂလိပ်ဆိုတာလည်းဘာလည်းပြောဒီမြန်မာနိုင်ငံမှာအခုမှစပြီးရောပေါ့နော်အဲ net တက်လာတာမကြသေးတဲ့အတွက်ကြောင့်မလို့ညီမဒါပေမဲ့ညီမတို့ရဲ့ဒီရှိတဲ့ အဲအားရင်လည်းအကုန်သုံးပြီးတော့အကောင်းဆုံးစူးစမ်းရွေးချယ်မှပတ်ပါမယ်လို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကျေးဇူးများရှင်ပါတယ်